2023ခုနှစ်ဇွန်လ29ရက်နေ့တွင် လိုင်းထန်သောဒီပင်းမုန်တိုင်းအတွင်းမှလန်တခုလွင့်တင်ခဲ့ပြီးမြန်မာနိုင်ငံမှန်တရားနှင့်တရားမျှတမှုမျိုးသားပါတီတိုင်းရင်သားတရားမျှတမှုကိုပိုင်အုပ်ချုပ်ခွင့်ရလွတ်လပ်မှုအတွက်ပေါ်ပေါက်လာခြင်းဖြစ်ပြီး12နှစ်တာကာလအတွင်းစပြုခဲ့သောမိဘွားငယ်မှအမိလောင်ကျွမ်းသည့်ထိကျွန်တို့၏မူလရွယ်ချက်သည်မိဒီခါမှ ပြောင်းလဲခဲ့ခြင်းမရှိပါ တောထူထက်ရာတောင်ကုန်းများအတွင်ကဂတိသစ္စာပြုကျင့်ဆူချက်မှာတရားများတမှုတို့စစ်မှတ်ပြုခြင်းဟူသောကြီးညာချက်ကို ကြီးသားခဲ့သည့်အထိကျွန်တို့သည်ယုံကြည်ချက်ကိုဓာအဖြစ်ချီကခက်ခဲကြမ်းတမ်းသောခရီးကိုစတင်ခဲ့သည် ဟာရီကိန်းမုန်တိုင်းသည်စစ်မြေပြင်ကိုဖြတ်တန်းဝင်ရောက်လာသောအခါဒိုးစစ်စီးနင်းမှုအကြိမ်စီတိုင်းသည်လွတ်လပ်မှုအတွက်အော်ဟစ်တန်ပြန်ဖြစ်သည်ကျွန်ုပ်တို့သည်ဘူခန္ဓာဒေသဖြင့်ယုံကြည်ချက်ကိုကာကွယ်ခဲ့ပြီးလန်တော်ကိုဒုတိယကောင်းငင်ရန်ထက်တွင်ပြန်လည်ဝင်ကြေလာခဲ့သည် စစ်ပွဲဤရေးအယောင်များ ဝင်းစင်သွားသည်နှင့်များပြန်လည်တိဆောက်ရေးသည်စစ်မြေပြင်အသစ်တစ်ခုပင်ဖြစ်သည်အုတ်တစ်ချက်တဲတပွင့်စီတိုင်းသည်ယုံကြည်ချက်ဤအဆက်တစ်ခုဖြစ်ပြီးချွေးတစ်ဆက်စီတိုင်းသည်ငင်းချမ်းရေးမျိုးစေ့ကိုရှင်သန်စေရန်ရည်လောင်းပေးနေကြသည် 日光新国家体系武装革命。人间一地斑斓的后巴，呼吁吉马多高贵上校与士兵吧，以美国对内亚与各地国高贵严格，内心深深不变，内心干妙，披露你家真的皮皮。 ွန်ခဲ့သောနှစ်ပေါင်း၁၂နှစ်ဇွန်လ၂၉ရက်နေ့တွင်မြန်မာနိုင်ငံမန္တလေးနှင့်တရားမျှတသောအမျိုးသားပါတီသည်ခက်ခဲကြမ်းတမ်းသောအခြေအနေများကြားမှပေါ်ထွန်းလာခဲ့သည်မိဘွားငယ်လေးများအဖြစ်စတင်ခဲ့ပြီးတရားမျှတမှုအတွက်တိုက်ပွဲဝင်ရန်လွတ်လပ်မှုအတွက်တည်ဆိုရန်စိတ်ကူးအိမ်မက်များဖြင့်စိန်ခေါ်မှုများပြည့်နှံ့နေသောခီးတစ်ခုကိုစတင်ခဲ့ကြသည် ပါတီစီမင်းဒီလမ်းပြမီရှူးတစ်ခုတပွဲရှေးဆက်ရာလမ်းကိုညွန်ပြနေပြီးတက်တီးသော ခြေလေးများတွင်ဆက်လက်ရက်တည်ရန်စိတ်ဓများမြင့်တင်ပေးနေသည်စစ်မြေပြင်မှာစကန်းတို့ဇလန်တပုတ်ချင်းစီသည်စိတ်ဓာတ်၏မိပွားငယ်များပင်ဖြစ်သည်ကျွန်တော်တို့လက်ဆင့်ကမ်းနေဒီမှာစစ်ရေးကျွမ်းကျင်မှုများတာမကဂလန်ဒီယာနဲ့တရားမျှတမှုအတွက်တိုက်ပွဲဝင်ရန်ဆိုသည့်လူလရည်ရွယ်ချက်ပင်ဖြစ်သည်။ 包括同盟军军人在内。我自愿加入缅甸民族这一党。日本三年内，加入越狱的代客里，日库加各地的诈骗、流浪越结构都变一家不离。ရှိစက်လန်ရင်စင်ခုံမှုမြင်ရပြီးများပြားစီကမှုယုံကြည်ချက်သည်ဘယ်သောအခါမှမေးမိန်သွားမည်မဟုတ်ပါ တမိုင်းချောင်းထဲမှလာခဲ့ပြီးအနာဂတ်စီတို့ခရီးနှင်နေပါပြီမြန်မာနိုင်ငံမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီအလံတော်အောက်တွင် နှစ်ပေါင်း၁၂နှစ်ကြာမပြောင်းလဲသောမူလရည်ရွယ်ချက်ရှိပြီးဤဒေသ၏မရက်မနာရှင်သန်နေမှုလည်းရှိပါသည် နောက်ထပ်နှစ်ပေါင်း12နှစ်တွင်စိတ်သက်ဆွမ်းအားဖြင့်ခီးလန်းကိုဆက်လက်ထွန်းညှိသွားပါမည်။